ဟယ်လိုအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီနေ့မထင်မပဲနဲ့ accident တခုကြုံတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့မိသားစုလိုက် UN တန်းကုံတော့ကျွန်တော်တို့ UN တန်းတော့ပြီးတော့တူးကြတယ်ပြီးတော့မှအာနေ့လေစားစားပြီးတော့မှကျွန်တော်တို့နေ့နေ့ပြန်လာတယ်ပေါ့ဆိုတော့ပြန်လာရဲ့လမ်းမှာ မထင်မှတ်ပဲနဲ့ accident တခုကြုံတွေ့ရတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်တို့ mid valley မြောက်ခင်လေးမှာဒီတိုင်းပဲလမ်းကြောင်းလေးကြောင်းတာမဟုတ်ဘူးလမ်းကြောင်းလေးမပြောင်းဘူးဒီတိုင်းမောင်းလိုက်တာအဲ့ဒါနဲ့ဘတ်စကာကြောင်းဘတ်စကာတစီအဝဝရောင်းလာလိမ့်မောင်းရောင်းလာအဲ့အဲ့လိုကြောင်းဘတ်စကာတွေပေါ့ဒီတစီကအာသူအနောက်ကနေ ဝင်တိုက်လိုက်တာဆိုတော့အဖျားရဲ့ကိုယ်ကချင်းအဖျင်းအလဲမတော်ဘူးမိမကလည်းခန္ဓာလအဲဘိုက်ထဲမှာခန္ဓာလအာကလေးနဲ့ဆိုတော့အရင်စိတ်ပူတာကျွန်တော်အရင်စိတ်ပူတယ်ကျေးဇူးတော်ကြောင့်ဒီဒီမမမဖြစ်ဘူးအာသူရဲ့မျက်မှန်ဘယ်ဘက်မျက်မှန်မှန်ကပြုတ်ပြုတ်ကျသွားတယ်အာပြီးတော့ သူရဲ့အာဒီနဖိုးနဖိုးမှာနဖိုးမှာနည်းနည်းလေးပွင့်နေတာရှိတယ်ပြီးတော့ဒီ cycle အနာဝချင်းအဲ့ဒါဘယ်လိုလဲဆိုတော့ကွေးကွေးသွားတယ်အာအောင်ကျုံဝင်သွားတယ်လို့ပြောမှာပေါ့အဲ့တော့ဖြစ်နေပြီးတော့ကျွန်တော်ပုံနည်းနည်းလေးနားလဲမထင်မှတ်ပင်နဲ့ လမ်းကြောင်းတကယ်လို့လမ်းကြောင်းပြောင်းလို့ဆိုရင်ကျွန်တော်အနည်းနောက်ကြည့်မှကြည့်တယ်ပြီးတော့လမ်းကြောင်းပြောင်းတယ်ဒါခုခုဒီနေ့ဖြစ်တဲ့ဟာကပုံမှန်သွားတာဒီတိုင်းပုံမှန်သွားတာနောက်ကနေကာယဒေကာယကာယအရှင်ရဲ့ပြီးတော့ကာယအရှင်ရဲ့ပြီးကျပါရဲ့အုတ်ထုတ်ကသူ့ကိုတိုက်လိုက်တာနှခမ်းကြီးဒီမှာနှခမ်းကြီးတောင်ပြေးနေတယ်နှခမ်းကြီး လူခဲမနေဘူးဦးထုံးလို့လည်းတိုက်ခင်းရတယ်ကာကာကာကဒီလိုလေးစီးရဆိုတော့ညောက်တကဒီလိုစီးရဆိုင်ကြဘောဆိုင်ကဟုတ်လေစီးရတော့ဒီဒီဒီနားလာတိုက်ပြီးဒီနားလည်းလာတိုက်သွားတယ်အဲ့လိုပြောဆိုတော့သူကနခါခင်ရတယ်လူလည်းလူတိုက်တယ်လည်းခင်ရတယ်ကာတိုက်တယ်လည်းခင်ရတယ်ဘဝမှာကာကကာကတိုက်လာလေမချင်းမချင်းသားဘုဟုတ်တယ်ဆို ဒီနေ့မထင်မပဲနဲ့အဖြစ်ပြက်တခုပေါ့ပြီးတော့ဖလဲအကွယ်ကအချင်းအဲအထူးခံစားရအထူးမြင်တွေ့နေရတယ်အဲမဟုတ်ဘူးဆိုတော့အဲအတဲ့အန်ဒီဆိုရင်ရတဲ့အချင်းဟုတ်တယ်ဆိုတော့ဥမာကျွန်တော်တို့ဒီလိုကားသွားတယ်ပြီးရင်ကျွန်တော်တို့ဒီနားမှာသွားတယ်ပြီးရင်ဒီတကယ်လို့ဟိုဟာဒီဘက်မှာကားရှိနေတဲ့ဆိုရင်ကျွန်တော်တို့ကြားမှာညက်နေတယ် ညနိုင်ချီရှိတယ်ဆိုတော့ရှိန်နဲ့နည်းနည်းကတစ်ဖက်တူးသွားတယ်ဆိုလေဟုတ်တယ်ဟုတ်တယ်အဲ့နဲ့ရှင်သာတော်တော်လေးကြီးမားမားဖြစ်နေတယ်ပြည့်စုံတော့တက်အဲကာကာကာဆရာတော့ကာတမအားတော့အစင်ပီလာပါညာနဲ့လာမေးကြည့်တယ်အဲ့နဲ့အစင်ပီရဲ့မိုးကြောင်ကြောင်လည်းရောက်လုံးကမိုးကြောင်ကြောင်ဖြစ်သွားတယ်အဲအိမ်မက်လိုပဲဟုတ်တယ်မိုးကြောင်ကြောင်တော့မဟုတ်ဘူးစိတ်ထဲမှာကောက်ကင်နိုင်ငံများရောက်သွားပြီလားစိတ်ထဲမှာကောက်ကင်နိုင်ငံများရောက်သွားပြီလား မကြောက်ကြတော့မဟုတ်ဘူးသူကဟာလန့်လွတ်လွတ်အဲလန့်လွတ်လွတ်လက်လက်လက်တပြည့်တွင်းမှာဖြစ်တယ်ဆိုတော့အဲတက်စစ်သမီးရဲ့တွင်းမှာတော့တကယ်အတက်အနေကအတက်ကတကယ်ပျောက်ခါနေနေတပြုတ်ခါနေနေဆင်းစရတတ်တယ်အဲအမေဟာ you know ရဲ့တော့အာကလေးလည်းလွယ်ထားရေးဆိုတော့ အစာရံတော့အသိမရှိချင်ဒါမဲ့သူကကားလဲမိုးတက်တယ်ဆိုတော့ဟုတ်ကဲ့ကားရမ်းမိုးတယ်ကားရမ်းမိုးတယ်ဆိုတော့သူစိုက်ကနဲ့ဆင်းပူဆင်းပြီးလေကားစီးတာတဲ့စိုက်ကနဲ့ဘယ်ပူဆင်းချင်တယ်ဆိုတော့ဆင်းဖြစ်တာပေါ့ပြီးတော့တခါလေလဲဟိုမှာအာစီခန်း appointment ရှိရယ်ဆိုရင်လဲကားကဖြစ်ချင်တော့ဖိုက်ဆံပြီးပြီးတော့ high fare ဖြစ်တယ် okay အရန်ရေးကြည့်တယ်အဲ့ဒါတောင်မှ ကားမလာချင်းမနေ့ပိုင်းစင်းအဲ့လို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 သွားတယ်ချင်းအဲ့မနေ့ပိုင်း၈နာရီဆိုတော့ကျွန်တော်9နာရီခွင်နဲ့ကားကကားရီကပ်ကားရီလည်းမခင်ဘူးပြီးတော့ကိုန်ဆောင်လည်းအတွက်ကြောင့်မလို့ကိုန်ဆောင်ရဲ့ခုံမုံကြောင့်အနံ့ခံတာဟာအရင်ရှင် sensitive ဖြစ်တယ် sensitive ဖြစ်တော့လေကားအဲ့ကောင်အနဲ့မခံနိုင်ဘူးမဟုတ်ဘူးဆိုရင်တော့အသေးတော့မမိုးတော့ဘူးကားတိမမိုးတော့ဘူးဆိုတော့ကို့ ကုန်နေတာခုလည်းမခင်ဘူးအဲကလေးလွေထားတဲ့ဆာဆာသူမပြန်ပြန်ပြောအဲ့လိုမျိုးမခံနိုင်ဘူးပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးမခံနိုင်ဘူးအဲကြောင့်ဆိုင်ကယ်ကိုပြန်စီးဖြစ်တာအဲအလုံးမှာလောက်တဲ့ဒီမလေးတွေကလည်းသူတို့လည်းကိုယ်ဆောင်တော့ဆိုရင်ဗာလဲမွေးမွေးမဲ့အဲ့လိုမျိုးမွေးမဲ့လာအထိပေါ့အဲ့လိုမျိုးနောက်ဆုံး ီစီးနေတယ်ဘာမှဖြစ်ဘူးဒါပေမဲ့ဖြီးဖြီးတော့သွားတယ်ပေါ့အဲ့လိုမျိုး sharing လုပ်တော့ကျွန်တော်လည်းအရင်အားရတယ်ဟုတ်ကဲ့ cycle စီးတာဒါပေမဲ့ဖျားရဲ့ကြွယ်ကချင်းတက်တက်ပါပဲဒီတကယ်တော့ဒီနေ့အာကျွန်တော်လက်ထပ်တာလဲ၃နှစ်ကျော်ပြီပြီးတော့အာကိုဝင်ဆောင်ထားရဲဆိုတော့အာကိုဝင်လွေထားရဲဆိုတော့ UI မှာကတ်ရချင်တာတကယ်တော့အရင်ဒီနေ့ကတ်ရမယ်လို့လည်း အဲတိတ်ပြီးတော့ appointment ပေးပြီး appointment appointment ပြီးမယ်လို့ထင်တာအဲ့ဒါနဲ့တော့လဲတော့တော့ဒီအကြောင်းမျိုးကြောင့်ပေါ့ဒီကျွန်တော် Trump ရဲ့အဲထောက်ပံ့ရေးဖျက်တောက်တာလဲပါသလိုအဲ့လိုမျိုးသူဖျားရဲ့အချိန်မဟုတ်တီးဖို့လို့လဲဘူးလို့ဖျားရဲ့အချိန်မဟုတ်တီးဖို့လို့ပဲပြောရမှာပေါ့ဆိုတော့အဆင်မပြေသေးဘူးပေါ့အဲ့ဒါအဲအဲကျွန်တော်နည်းနည်းအဲ ဆစ်ပြက်မိတယ်တကယ်တမ်းဆိုရင်အဲ့ဒီနေ့နေ့ဆစ်ပြက်မိတယ်အဲ့ဒါအိမ်ပြန်လာမှကျွန်တော်တို့အာအခြားအကြောင်းအရာတွေပြောပါတယ်ဒီအဲ့ဒါလည်းမပြောဖြစ်ပါဘူးဒါမဲ့ပြန်လာတော့ဒီဒီဟာတွေဖြစ်တော့အော်ဖျားရဲ့ခွဲကားချင်းဖျား လုံးတဲ့သူပါရှိခြင်းကိုထင်ရှားပြခြင်းလို့ဒီတဲ့အရာဖြစ်လာမယ်လို့ကျွန်တော်ယူဆလိုက်တယ်။နည်းနည်းဝမ်းနည်းပြီးပြန်လာပြီမဲ့ကျေးဇူးတော်ချီးမွမ်းတယ်။ကျေးဇူးတော်ချီးမွမ်းဖြစ်တယ်။ဟာဒီလိုဒီနေ့အတွေ့အကြုံလေးပေါ့နော်။အဲတော့တခါတော့မကြုံချင်ပါဘူး။ဟုတ်ကဲ့ကာကာကြုံခံရမယ်။ဘာမှမထင်တာ။ကာကာကြုံရတယ်။အေး။အေး။ Okay. ဒါလည်းပြီးတော့ဒီဒီနေ့အဖြစ်ပြက်လေးကိုပြန်လဲပြီးတော့ sharing လုပ်ရင်းနဲ့ဖျားကောင်းမြတ်ခြင်းတတိခံတော့ရဖြစ်ပါတယ်။ Okay အားလုံးကျေးဇူးပါဘုရား။